အမြင့်ဆုံးခုံတိုင်တဲ့သူဟာဇနီးချောချောလေးရွေးချယ်ခွင့်ရတယ်ကဘာထူးဆန်းဆုံးရိုးရာကကဘာပေါ်မှာအမြင့်ဆုံးခုံတိုင်တဲ့သူဟာဇနီးချောတယောက်ကိုရွေးချယ်ခွင့်ရတယ်ထူးဆန်းတဲ့ရိုးရာအကတခုရှိတယ်ဆိုတာသင်သိပါသလားဒါဟာပုံမြင်မဟုတ်ပါဘူးအာဖရိကရဲ့ရင်ငွေထဲမှာတကယ်တည်ရှိနေတဲ့မာဆိုင်လူမျိုးတွေရဲ့အမွေအနှစ်တခုပါဒီနေ့မှာတော့မြေကြီးကိုဖနှောင်းနေမှထိပဲကောင်းကင်စီကိုဒေါင်လိုက်ခုန်တက်ကြတဲ့မာဆိုင်စစ်တီတော်ရဲ့အဒူမူအကအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါသည်။သူတို့ဘာကြောင့်ဒီလိုခုန်ကြတာလဲ ဒီကရဲ့နောက်ွယ်ကလှည့်ဝတ်ချက်တွေကဘာတွေလဲအရှေ့အာဖရိကရဲ့ကျယ်ပြန့်လာတဲ့လွင်မြေနေထဲမှာဂန်ညာနဲ့တန်ဇန်နီးယားနိုင်ငံအနီးမှာမာဆိုင်လို့ခေါ်တဲ့မွေးမြူရေးကိုအဓိကလုပ်ကိုင်ကြတဲ့လူမျိုးစုတွေနေထိုင်ကြပါသည်သူတို့ဟာရေစွမ်းသက်တိကြံ့ခိုင်မှုနဲ့သူတို့ရဲ့နွားတွေကိုအသက်တမျှတန်ဖိုးထားမှုကြောင့်နာမည်ကြီးပါသည်သူတို့ရဲ့ယဉ်ကျေးမှုတွေထဲမှာမှာအဒူမူလို့ခေါ်တဲ့ခုံစင်းအကဟာကမ္ဘာလေခီးသွားတွေနဲ့မနုဿဗေဒပညာရှင်တွေကိုအံ့အားသင့်စေခဲ့တဲ့အထင်ရှားဆုံးရိုးရာတစ်ခုပါပဲ။ နေရောင်းမှာတောက်ပနေတဲ့အနီရောင်ခြုံတဲ့ရူကာရီကိုဝစ်စင်ပြီးလေဘင်းနဲ့လက်တွေမှာရောင်စုံပရိစေတစားဆင်ထားတဲ့မာဆိုင်လူငယ်စစ်တီတော်တွေစဝိုင်းပုံစံနဲ့စူဝေးနေကြတဲ့မြင်ကွင်းကိုမြင်အောင်ကြည့်လိုက်ပါသူတို့ဟာပျော်ပွဲရွှင်ပွဲအတွက်ကားခုန်နေကြတာမဟုတ်ပါဘူးဒါဟာသူတို့ဘွားရဲ့အရေးအကြီးဆုံးကူပြောင်းမှုတစ်ခုပြုလုပ်တဲ့အခမ်းအနားတစ်ခုဖြစ်ပါလိမ့်အဒူမူကဟာအီယန်ဒိုတိုလို့ခေါ်တဲ့လူငယ်စစ်တီတော်မော်ရန်ကနေပြီးတော့အကြီးအကဲစစ်တီတော်ဒါမှမဟုတ်အိမ်တော်တွေဘွားကိုကူပြောင်းကြောင်းအတိမတ်ပြုတဲ့ဘွဲတော်ကြီးရဲ့အသေးနှလုံးပါပဲ ပြောရရင်ဒါဟာလူလားမြောက်ခြင်းအခမ်းအနားတစ်ခုပါ။အဲ့ဒီခုံစင်းမှုတိုင်းမှာအဓိပ္ပာယ်တွေရှိပါသေးတယ်။ပထမဆုံးကတော့ခွန်အားကိုပြသခြင်းပါ။ဘယ်သူအမြင့်ဆုံးခုံနိုင်လဲဆိုတာကိုသူ့ရဲ့ကြံ့ခိုင်မှုတက်လုံနဲ့စစ်တီရော်တယောက်ရဲ့အရေးသွေးတွေကိုပြသတာပါပဲ။ခုံနာမြင့်လေလေလူအများရဲ့လေးစားမှုကိုပိုရလေလေပါပဲ။ဒုတိယချက်ကတော့အမျိုးသမီးတွေကိုဆွဲဆောင်မှုပါ။ဟုတ်ပါပြီ။ဒါဟာသူတို့ရဲ့ချစ်ခြင်းတရားကိုဖော်ကျူးတဲ့နည်းလမ်းတစ်ခုပါပဲ။ အမြင့်ဆုံးနဲ့အလှပဆုံးခုံနိုင်တဲ့စစ်တီတော်ဟာမိမချောလေးတွေရဲ့အာယုံဆိုင်မှုကိုအခံရဆုံးဖြစ်ပြီးစိတ်ကြိုက်ဇနီးမယားကိုရွေးချယ်ခွင့်ရဖို့အတွက်အခွင့်အလမ်းပိုများပါသည်။ဒါဟာအင်အားကြီးသူသားရှင်တန်ရတော်နှက်ကြီးတွေကတဘာဝတရားနဲ့အညီပါပဲ။သူတို့ရဲ့ခုံပုံကတာမန်ခုံပေါက်နေတာနဲ့လုံးဝမတူပါဘူး။စီကံတင်းကျတဲ့နီးစနစ်တွေရှိပါသည်။ခုံတဲ့အခါမှာတကူလုံးကိုတစ်သားချောင်းတစ်ချောင်းလိုတောင်းတောင်းမတ်မတ်ထားရပါသည်။ခန္ဓာကိုယ်လိမ်မသွားစေရသလိုဂွေးညွတ်သွားလို့လည်းမရပါဘူး။ အဓိကချက်ကတော့မြေကြီးပေါ်ကိုပြန်ကျလာတဲ့အခါခြေပနောင်းနဲ့မြေကြီးကိုလုံးဝထိလို့မရပါဘူးခြေပြားလေးတွေနဲ့ပဲကျောင်းတော်ကောင်းလို့ညင်ညင်တာတာပြန်ကျရပါသည်အဲလိုခုံနေတဲ့အချိန်မှာဂျန်တဲ့စစ်တီတော်တွေကစီးကြညင်ကြီးတံပြိုင်တခြင်းမျိုးတွေကိုတည်ဆူကြရပါသည်ခုံတဲ့သူအပေါ်ကိုမြင့်တက်သွားလေလေသူရဲ့တခြင်းတန်ကပိုကျဲလာပြီးပိုမြင့်လာလေလေပါပဲဒီတန်ကြီးကခုံတဲ့သူကိုအားရင်နေပေးတယ်လို့ဘွဲကိုလည်းပို့ပြီးတော့အသက်ဝင်စေတာပါ ဒီနေ့ခေတ်မှာတော့အဒူမူအကဟာမာဆိုင်လူမျိုးတွေရဲ့ယဉ်ကျေးမှုကိုပြသတဲ့ခရီးသွားလုပ်ငန်းရဲ့အဓိကဆွဲဆောင်မှုတစ်ခုဖြစ်လို့လာပါရီ။ဒါပေမဲ့ဒီလိုစီးပွားရေးအရဖျော်ဖြေမှုတွေများလာတာနဲ့အမျှသူ့ရဲ့မူလာရိုးရာအနှစ်သာရတွေပျောက်ဆုံးသွားမှာကိုလည်းစိုးရိမ်မှုတွေရှိနေကြပါရီ။ဒါကြောင့်မေ2023ခုနှစ်မှာ UNESCO ကအဒူမူအကကိုအရေးပေါ်ထိန်းသိမ်းဆောင်ရှောက်ရန်လိုအပ်တဲ့လူသားတွေရဲ့ယဉ်ကျေးမှုအမွေအနှစ်စည်းရုံးတွေကိုထည့်သွင်းပေးခဲ့ပါရီ။ဒါဟာအဖို့တန်အမွေအနှစ်ကိုနောက်မျိုးဆက်တွေအထိဆက်လက်ရှင်သန်နေစေဖို့ကမ္ဘာကအသိမှတ်ပြုလိုက်တာပါပဲ။ အဒူမူကဆိုတာမျက်စိပရာသားရှိတဲ့ရိုးရာအကားတစ်ခုများသာမဟုတ်ပါဘူး။ဒါဟာမာဆိုင်လူမျိုးတွေရဲ့တမိုင်းသူရဲ့စိတ်တီတော်စိတ်ဓာတ်လူမှုဘဝနဲ့မျိုးဆက်တစ်ခုရဲ့ခွန်အားကိုနောက်မျိုးဆက်တစ်ခုအထိလက်ဆင့်ကမ်းပေးတဲ့အသက်ဝင်နေတဲ့အမွေအနှစ်တစ်ခုပါပဲ။